အာဟုတ်ကဲ့ပါကိုကျွန်တော် DPP တင်ထားတာပါအခုဒီဘန်ကောက်မှာငလင်းချောင်းပေါ့နော်အဆောက်အုံပြိုကျမှုမှာပျောက်ဆုံးသူတွေလည်းအခုမိသားစုဝင်ပါသွားရလို့ကြားသိရတယ်ဗျာအခုဒီရှာဖွေမှုမှာရောပျောက်ဆုံးသူတွေရဲ့ဒီတည်ဆုံးသူတွေရဲ့ရုပ်အလောင်းတွေရှာတွေ့ပြီလားဘယ်လိုအခြေအနေရှိပါလဲခင်ဗျာကျွန်တော်မိသားစုကကျော်သူဝင်းတယောက်ပဲပါတာလောင်းကတွေးပြီလို့ပြောတယ်တွေးပြီလို့ပြောပြီးတာစေယုံမှာပေါ့ဒါနောက်ကမိသားစုဝင်ပါမှချလို့ရမယ်ပေါ့လောင်းထုတ်လို့ရမယ်ဒါတော့ အလောင်းအောင်လည်းတွေးဝင်မရသေးဘူးဘောတွေးနေတာပေါ့ကုညီဟုတ်ကဲ့ဒီရုပ်အလောင်းကိုကိုယ်တိုင်မတွေးရသေးတာလားကုညီပေးတဲ့အဖွဲ့တွေကရောဘယ်လိုကုညီပေးနေလဲဗျာကျွန်တော်ကတော့ဘယ်လိုရှိနေလဲဆိုတော့ဒီမှာမြန်မာနိုင်ငံမှာတော့မိသားစုဝင်ကကျွန်တော်တယောက်ပဲရှိတော့အဲ့ဒါအခုအချိန်ကြီးတော့ဘာမှမသိရသေးဘူးသူတို့ဘာသူတို့လိုက်လုပ်ပေးရတယ်တကယ်ပြန်နေပြလိုက်လုပ်ပေးတာအဲ့မှာမြန်မာပြည်မှာရောကြံရစ်တဲ့မိသားစုဝင်တွေရှိလားကိုသူတို့ရဲ့ဆန္ဒကရောဘယ်လိုမျိုးရှိပါလဲဗျာ မြန်မာပြည်ကတော့ဘလို့ဖြစ်ချင်းလဲဆိုတော့မြန်မာပြည်ကတော့ဘောလီဝုတွေ့ပြီပေါ့ဘောလီဝုတွေ့တော့အဲ့ဒါကိုသူတို့ဘက်ကတော့ကျွန်တော်အကိုရင်းအနေနဲ့ကြိုးပေးဖို့တော့လုပ်နေတယ်ရှိရပါမြန်မာပြည်မှာတော့လူမိမရောကလေးကလေးနေရမယ်ဟုတ်ကဲ့ငလင်လောက်တဲ့နေ့ကအကိုဟာရောအဲ့ဒီအဆောက်အအုံမှရှိနေခဲ့တာလားဘလို့မျိုးလွတ်မြောက်ခဲ့တာလဲဗျကျွန်တော်ကအောက်မှာနေကြခဲ့တာကျွန်တော်ညီလေးကအပေါ်တက်သွားတာလွတ်လွတ်တာ28ရက်မှလွတ်တော့ကျွန်တော်ကအောက်မှာအင်တာနက်ကြမ်းခဲ့တာလွတ်သွားတယ် 29ထဲမှာလောက်တာ29ထဲမှာအခင်းဖြစ်ပွားတဲ့နေရာရောတောက်ဖြစ်လားလက်ရှိရောဘာလဲလှုပ်ဆောင်နေပါလဲဗျအင်းဖြစ်တဲ့နေရာရောခုမသားတာနှင်းရှိပါပြီအဲ့ဒါတော့ကျွန်တော်ကတော့ခုနေရာကျွန်တော်မိသားစုကနောက်ကလိုက်မလာနိုင်တော့ကျွန်တော်ကကျွန်တော်ညီအတွက်ကျွန်တော်ကျွန်တော်ညီကိုဂျိုးပေးခြင်းနဲ့အဲ့ဒါလေးပဲ ဟုတ်ဒီဖြစ်စဉ်မှာတည်ဆုံးသူတွေအတွက်ထိုင်းအစိုးရကစီစဉ်ပေးတဲ့နင်နာကြီးကရောဘလို့အခြေအနေရှိနေပါလဲဗျ။ဟိုနောက်ဆုံးနေနဲ့အခုအနေနဲ့ရောဗာများထပ်ပြီးတော့ဖြစ်ဆွဲပြောချင်ပါသေးလဲခင်ဗျာ။ဟုတ်အဲ့ဒါဘလို့ပြောရမလဲမသိဘူး။တို့ကတို့ကဘယ်နှစ်ပြီးမှလဲဗာလဲကျွန်တော်တို့မသိရဘူး။အဲ့ဒါတိတိကျကျလားမသိဘူး။ကြီးပေးနေတဲ့လူတွေကတော့ကြီးပေးတာပဲ။ဒါပေမဲ့တိတိကျကျတပ်ပေါ်လေးကိုတွေ့လို့အမဘယူဖို့ပဲအရေးကြီးတယ်။ဒီနေ့ကတော့အရေးကြီးလေးပဲ။ဘာမှလည်းမပြောချင်တော့ပါဘူး။ အဲကျွန်တော်ညီရဘောလေးကိုကျွန်တော်အမြန်ဆုံးကြိုးဖို့ပဲအရေးကြီးတယ်ဟုတ်ကဲ့ဖြည့်ပေးရကျေးဇူးတင်ပါတယ်ကို